င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်။ငလင်အလုံးစစ်ကောင်စီတိုက်ခိုက်မှုများအတွက်အရေးပေါ်ဆောင်ရွက်ရန်လုံခြုံရေးကောင်စီကိုကုလကျွမ်းကျင်တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့လကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ပြက်စီးခဲ့တဲ့ဒေသတွေမှာစစ်ကောင်စီရဲ့လက်ရှိတိုက်ခိုက်မှုတွေကိုဖြေရှင်းဖို့လုံခြုံရေးကောင်စီအနေနဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်တင်ကြောင်းမြန်မာဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဒရန်ဒရူးက AB ဆယ်ရည်ကတိုက်တွန်းလိုက်ပါတယ်။လိုအပ်နေတဲ့သူတွေစီငလင်ကင်စည်တွေရောက်ဖို့အရေးတိုက်ခိုက်မှုတွေကို ရပ်ဖို့ကိုစစ်တပ်ကအစပိုင်းမှာညှင်းဆိုခဲ့ပေမဲ့နောက်ဆုံးမှာတော့စစ်စင်ရေးတွေကိုဆိုင်းငံ့ထားမယ်လို့ပြီးခဲ့တဲ့သတင်းပတ်ကကြေညာခဲ့ပါတယ်။ဒါပေမဲ့အံ့အားသင့်စရာကောင်းစွာပဲစစ်တပ်ကသူတို့ရဲ့အပြစ်ခံရစိုင်းကြီးညာချက်ကိုချိုးဖောက်ပြီးဒါဇင်နဲ့ချီတဲ့တိုက်ခိုက်မှုတွေထပ်လုပ်ခါတည်ကြည်ပျက်စီးမှုတွေဖြစ်ခဲ့ပါတယ်။ဒါအပြင်အကူအညီအသေးအတန်လိုအပ်နေသူအများအများစီအကူအညီပေးကိစ္စတွေကိုဆက်ပြီးဟန်တားနေပါတယ်။ဒါကအခြေအနေတွေကိုပိုဆိုးသွားစေပါတယ်လို့ဒွန်အန်ဒရူးကပြောပါတယ်။လုံခြုံရေးကောင်စီအနေနဲ့မြန်မာနိုင်ငံကပဋိပက္ခဖြစ်ပွား နေတဲ့အင်အားစုအလုံးထိုးစစ်ဆင်နေတဲ့စည်ရင်းလှုံရှားမှုတွေရပ်တန့်စေဖို့နဲ့စစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကင်စင်းလုပ်ငန်းတွေကိုအဟန့်တားဖြစ်စေတဲ့လုံရက်တွေကိုအဆုံးသတ်စေဖို့တောင်းဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုကိုရေးပေါ်စဉ်းစားတင်ပါတယ်။မြန်မာမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကလွန်ခဲ့တဲ့၄နှစ်အတွင်းမြန်မာပြည်သူတွေခံစားခဲ့ရတဲ့အဖြစ်အဆိုးတွေကနောက်ဆုံးတစ်ခုပါပဲလို့လည်းတွန်အန်ထူးကပြောပါတယ်။ စစ်တပ်ကိတ်တွေမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းတွေတားဆီးစစ်ဆေးခံရတဲ့ချင်းချောင်ဝင်းကြီးခံရတဲ့ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ငလင်တန်းဆိုဆိုရွာရွာထိခိုက်ခဲ့တဲ့စကိုင်းတိုင်းပါဝင်အတိုက်ခံတွေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုစစ်တပ်ကအသွားလာပိတ်ဆို့ထားပါတယ်။စစ်ကောင်စီတပ်သားတွေကတရုတ်ချက်ချင်းဤအသင်းရှင်တန်းကိုလည်းပစ်ခတ်ခဲ့ပါသေးတယ်လို့အင်ဒရူးကပြောပါတယ်။စစ်ကောင်စီကငလင်လုပ်ပြီးနောက်ပိုင်းရှစ်ပိုင်းကြာမှာပဲစစ်မှုရန်စည်ရင်များဆက်လက်ကောက်ယူနေခဲ့ပြီးလူငယ်များကိုဖမ်းဆီးကငယ်စိမ်းလုပ်ငန်းများကိုလည်းဆိုဆိုရွာရွာဟန်တားနောက်ဆက် ဲ့တယ်လို့အင်ဒရူးကဆိုပါတယ်။ငလင်ကေစိန်လုပ်ငန်းတွေကိုပံ့ပိုးကူညီပေးရမယ့်အစားစစ်ကောင်စီတပ်သားတွေကပြည့်စည်သွားတဲ့အဆောင်အီတွေဝင်ရောက်လူရတာလည်းတွေ့ရပါတယ်။မြန်မာနိုင်ငံမှာဆိုးရွားလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တင်းနဲ့ကေစိန်လုပ်ငန်းတွေပေါ်စစ်ကောင်စီရဲ့ဟန်တာနောက်ဆက်မှုကြောင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့မြန်မာပြည်သူတွေကိုအကာအကွယ်ပေးပြီးဆောင်ရွက်ဖို့အရေးကြီးပါတယ်လို့တော်အန်ဒရူးကပြောပါတယ်။ဆလဘီမြို့နယ်လေကူးတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှဒုတိယတိုင်ရင်မှုအပါအဝင်တိုက်စုံထိခိုက်မှုတွေလို့န နေပြည်တော် PDF ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြေမနာတောင်ကြီးရေနီနယ်ရှိတာရှိမြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်စစ်ကောင်စီတပ်ကတိုက်စုံထိခိုက်မှုများပြားခဲ့ပြီးဒုတိယတရံမှုအစဉ်အရာရှိအချို့လည်းတိုက်စုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနနေပြည်တော်တိုင်းစစ်ဌာနက EBLA 73ရက်မှာထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့တလအတွင်းစည်ရေးအခြေအနေများအတိအပြီးထုတ်ပြန်ခဲ့ရာစစ်ကောင်စီတပ်ကအပြင်းရက်ပြီးနောက်စည်ရေးလှုံ့ဆော်မှုအခြေအနေတွေကိုလည်းဖော်ပြခဲ့ပါတယ်။နေပြည်တော်မှစေလွတ်ပြီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာပြီးခဲ့တဲ့တလကျော်အတွင်းပြင်းထန်တဲ့တိုက်ပွဲ6ကြိမ်ရှိခဲ့ကြောင်းအတိအပြီးပါတယ်။အဲ့ဒီတိုက်ပွဲများအပါအဝင်တိုက်ပွဲကြီးငယ်ဖြစ်ပွားမှုတလကျော်အတွင်းစစ်ကောင်စီတပ်မှ60နဦးသေဆုံးပြီးတရာကျော်ထဏ်ရာရခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်သားများသေဆုံးထိခိုက်မှုအခြေအနေကိုသတင်းဌာနကတိကျအတည်ပြုနိုင်ခြင်းမရှိသေးဘူး။ ပါဘူး။ဒါအပြင်ရန်သူထံမှလက်နက်အချို့နဲ့ခရရများသိမ်းဆည်းရမိကရန်သူစစ်ကောင်စီတပ်သား၃ဦးလက်နက်နှစ်လက်ခရရအချို့နဲ့အလင်းဝင်လာခဲ့တယ်လို့အတည်ပြုပါရတယ်။ တိုက်ပွဲများအတွင်းတွန်လိုင်းပူပေါင်းတပ်ဖွဲ့တွေမှလည်းရဲဘော်အကျိုးတရားရခဲ့ကြောင်းထုတ်ပြန်ထားပါရယ်အခုချိန်မှာရန်သူစစ်ကောင်စီမှအပြစ်ခံရစဲကြောင်းထုတ်ပြန်ထားတော့လဲမြေပြင်မှာရော့စစ်ကြောင်းများအင်အားဖြည့်တင်းခြင်းမြေပြင်စစ်ကြောင်းထုတ်တိုက်ခိုက်ခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းဒရုန်းများနဲ့ပုံကျဲခြင်းလေယာဉ်များမှပုံကျဲခြင်းတို့ကိုနေ့စဉ်နဲ့အများအမြင်မပြတ်လှုပ်ဆောင်လျက်ရှိကြောင်းနေပြည်တော် PDF ကသတင်းထုတ်ပြန်ခဲ့ပြီးအများပြည်သူတွေအနေနဲ့ရန်သူလေကြောင်းတိုက်ခိုက်မှုကိုတော့ကြိုတင်ကာကွယ်ရှောင်ရှားကြဖို့အသိပေးထားပါရယ်စီရင်အခြေအနေအသေးစိတ်ဖြစ်စဉ်တွေကိုဖော်ပြခဲ့ ဲ့ရနေပြည်တော် PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့တစ်လကျော်အတွင်းစစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေကိုအသိပေးပါရယ်အဆိုပါတိုက်ပွဲများနဲ့ပူးပေါင်းတပ်တွေကတန်တောင်ကြီးမြို့နယ်ရှမ်းလေပြင်စစ်ကောင်စီတပ်စခန်းကိုပိတ်ဆို့လျက်ရှိရာဖေဖော်ဝါရီ9ရက်မှာဂျေကရောစစ်ကောင်စီတပ်စခန်းမှာရှမ်းလေပြင်တပ်စခန်းကိုစစ်ကူစေလွတ်တဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အင်အား30ကျော်ပါအဆိုပါစစ်ကူစစ်ကြောင်းကိုနေပြည်တော်တိုင်းစစ်ဌာနတရင်106 KNL တပ်မဟာနဲ့အထူးတပ်ရင် KNTO တပ်ခဲလေးတို့ကြားကြားဖြတ်တိုက်ခိုက်ခဲ့ရာ ောင်ခလာရ29ဒုတိယတရင်မှုတိန်တန်နဲ့15ဦးတည်ဆုံးခဲ့ပြီးလက်နက်ငယ်အချို့နဲ့ခင်ရမြားတင်ဆက်ရမှရှိကြောင်းသတင်းထုတ်ပြန်ပါတယ်။ မလာတရက်ကနေပြီးတော့ပြင်းမနာမျိုးနဲ့တောင်မြင့်ရွာမှာဂျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ရန်သူစစ်ကောင်စီတပ်ကိုပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်မလာ23ရက်ကလည်းနေပြီးတော့မှဆေးလွတ်တဲ့စစ်ကောင်စီရဲ့တပ်မ88လောက်ခန့်တပ်အင်အား300ခန့်ကအင်အား100ပါစစ်ကြောင်း3ချောင်းခန့်ဖြန့်ပြီးရှင်နီမျိုးနဲ့မိဤကလေးဂျေးရွာနီကိုဝင်ရောက်လာခဲ့ရာတော်လိုင်းပူပေါင်းတပ်ကခုခံခဲ့တယ်လို့ဖော်ပြပါရယ်မလာ24ရက်နေ့မှာလည်းရေတာရှင်မျိုးနဲ့ဘော်ဒီကုံဂျေးရွာနီမှာစစ်ကောင်စီရဲ့အင်အား300ခန့်က အင်အား100ပါစစ်ကြောင်း၃ကြောင်းပြန်ပြီးရှေ့တုံးလာလို့တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီကလေကြောင်းမှပြစ်ကူပြီးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ပွဲဖြစ်စဉ်မှာစစ်ကောင်စီကပုံကျင်းတာတောင်ယာမိကိုများထုပြောနေလို့စစ်ကောင်စီတပ်သားတွေပေါ်မာယွင် ပုံကျင်းတိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။မလ30ရက်နေ့ကလည်းတန်တောင်မြောက်ပိုင်းမြောင်နှမ်းချိုကျေးရွာနီးစစ်ကြောင်းထိုးလာတဲ့အင်အား800ခန့်ပါစစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်အကြတိုက်ပွဲပြင်းထန်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ AB နေရက်ကလည်းတန်တောင်မြောက်ပိုင်းတန်တောင်မြောက်ပိုင်းရွာတန်းရှိန်ကျေးရွာမှာမြောင်နှမ်းချိုကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ရန်သူစစ်ကောင်စီတပ်နဲ့ပူပေါင်းတပ်များထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီတပ် က်အထိနာပြီးနောက်ပြန်ဆုတ်သွားခဲ့တယ်လို့ဖော်ပြပါရယ်။ဆက်လက်ပြီးတောင်ခမ်းမှာ DNL တပ်စခန်းတွေကိုစစ်ကောင်စီဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ။ရှမ်းပြည်မြောက်ပိုင်းနောင်ကျုံမြို့နယ်တောင်ခန်းကျင်းရွာအနီးဝန်းကျင်မှာတောင်တက်မတော်တင်ရနယ်လင်းရဲ့တပ်စခန်းတွေကိုစစ်ကောင်စီတပ်ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါရယ်။မနေ့က AB စနေရမှာစစ်ကောင်စီရဲ့ထိုးစစ်ကနောင်ကျုံမြို့နယ်မဲပုံရွာထိရောက်လာပြီးစစ်ကောင်စီတပ်နဲ့တင်ရနယ်လင်းအကြားတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါရယ်။စစ်ကောင်စီဝါရဖြန့် Telegram Channel မှာတော့မဲပုံရွာကိုစစ်ကောင်စီကမနေ့က AB စနေရမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြပါရယ်။တောင်ခန်းရွာမှာစစ်ကောင်စီရဲ့အမှတ်900ရနဲ့အမြောက်စခန်းကုတ်ကဲမှုဌာန ချုပ်အပါအဝင် အမြောက်တပ်စခန်းတွေဖြစ်တဲ့354 206နဲ့406တပ်တွေအခြေချတပ်ဆွဲထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အောလုံးဩဂုတ်လကလေးကစစ်ကောင်စီနဲ့ TNL တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ညီနောင်မဟာမိတ်သုံးဖွဲ့က AB လတလာလုံးအပြင်းရကြောင်းထုတ်ပြန်ထားသလိုစစ်ကောင်စီဘက်ကလည်း AB နှစ်ရက်ကနေ22ရက်ထိသုံးပတ်ကြာအပြင်းရမယ်လို့ကြေညာထားပေမဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေဖြစ်ပါတယ်။ ဆလာဘီတဇံကာလအလွန်မှာခန်းစင်ပြင်ဖို့သာစစ်ကောင်စီလုံနိုင်မယ်လို့အကင်ခတ်တွေတုံသက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အနာဒိစကောင်စီအနေနဲ့လာမယ့်တဇံကာလနဲ့အလွန်မှာမြို့ရီထမှန်လက်လွတ်မခံရဖို့အတွက်ခံစဲလောက်ကိုပဲအတိအကျလုပ်ရမယ့်အနေအထားဖြစ်တယ်လို့စီရေးအကန့်ခတ်တွေကသုံးသပ်ကြပါတယ် မလ28ရက်နေ့မှာစကိုင်းကိုပို့ဖို့ပြုလုပ်ခတ်ခဲ့တဲ့ Richter စကေး9.8အဆင့်ရှိအင်အားပြင်းကလေးကနေပြည်တော်ရှိစေယုံကျောက်ပါဝင်တိုင်းစစ်ဌာနချုပ်နဲ့တရင်တချို့ရှိအစအုပ်တွေကိုပြိုကျပျက်စီးစေခဲ့ပါတယ်။အဲဒီအတွက်စစ်ကောင်စီရဲ့စီးရင်ဆိုင်ရာဌာနချုပ်တွေထိခိုက်ခဲ့မှုအပေါ်ပြန်လည်လေပတ်ဖို့အချိန်ယူပြင်ဆင်ရမှာရှိတဲ့အပြင်ဘုံထုံးလုပ်တဲ့ကားပါစဆက်ယုံတချို့လည်းထိခိုက်ခဲ့ရပြီးကြောင်းလို့စီရီယန်လီဒတ်တက်ချက်စီစီယာကပြောပါတယ်။ တို့အဓိကရှိရထားတာပွင့်လင်းရသည်မကုံပါတို့အတင်ချာလေးခုနကျွန်တော်ပြောတဲ့လာရှိုးဘတ်ဒွေးရှမ်းမြောက်ရဲ့ကရင်နီရဲ့ဒီဘတ်တွေကိုတို့တိချပြန်လုပ်ဖို့ရည်ရွယ်တဲ့ကိစ္စတွေရှိရဲဒါပေမဲ့အခုချိန်လက်ရှိအခြေအနေကတော့တို့ဘက်ကထိုးစစ်ဆင်ဖို့ဆိုတာထက်နေပြည်တော်မှာတို့ဒုက္ခရောက်နေတဲ့အချိန်မှာဒီဘက်ကတော်လိုင်းဖွဲ့တွေတိုက်စစ်ဆင်မလာနိုင်အောင်မြို့တွေကိုထပ်မံအသိမ်းမခံရအောင်ခန်းစစ်ကိုပဲအဓိကလုံနိုင်တော့မယ့်အနေအထားဖြစ်သွားတာပေါ့အဲ့ဒီလိုပဲလုပ်ဖို့များပါတယ်တို့အစားကဟိုဟာလုံးမယ်တရားလုံးမယ်ဆိုတာကြိတ်ကြံထားတာတော့ရှိပါတယ်ဒါတွေကတော့လုံးဝမဖြစ်နိုင် ောက်တဲ့အနေအထားဖြစ်သွားတာပေါ့လို့ဆိုပါရယ် ဒါပြင်ကဘာစားဆက်ယုံတွေကိုတွေ့တန်းထားတဲ့ဓာတ်အားလိုက်တချို့လည်းဖျက်တောက်ခံထားရတာကြောင့်လေကြောင်းတိုက်ခိုက်မှုအတွက်အသုံးပြုမဲ့ပုံတွေထုတ်လုပ်နိုင်ဖို့အခက်အခဲရှိနိုင်တယ်လို့သူကဆက်ပြောပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကငလင်အတွက်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေအရှင်ဟုန်နဲ့လုပ်နိုင်ဖို့ယူရပြီး AB နှစ်ရက်ကနေ22ရက်ထိကိုရှာရီပြစ်ခတ်တိုက်ခိုက်မှုရက်စဲကြီးကာလဖြည့်ကြီးညာထားတာပါ။ဒါပေမဲ့မြို့ရွာတွေကိုလေကြောင်းကနေပုံကျတာလက်နက်ကြီးပြစ်ခတ်တာနဲ့စစ်ကြောင်းထိုးတာတွေကြောင့်တော်လိုင်းအဖွဲ့တချို့နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာလည်းရှိပါတယ်။ဘွန်ပြည်ကာကွယ်ရေးတပ် MSDF ်နိုင်ငံရေးစည်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌဒေါက်တာတီရီမွန်ချန်းကလည်းရုံရင်းချင်းနဲ့နေတဲ့စစ်ကောင်စီရဲ့ကြီးတက်ဟာတော်လိုင်းဒေသတွေစီမြေပြင်ထိုးစစ်တွေလုပ်ဖို့အလားအလာမရှိဘူးလို့သုံးသပ်ပါတယ်။အကြီးအကျယ်ရုံရင်းချင်းနဲ့နေတဲ့စစ်ကောင်စီရဲ့ကြီးတက်အင်အားနဲ့ကြီးတက်ရဲ့တိုက်ရင်ခိုင်ရီတွေကြောင့်စစ်ကောင်စီကိုထိန်းချောင်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေပါဝင်တော်လိုင်းဒေသတွေစီမြေပြင်ထိုးစစ်တွေပြင်းပြင်းထန်ထန်ပြုလုပ်နိုင်ဖို့အလားအလာသိမ့်မရှိဘူး။မိုးရင်းကာလမဆိုနဲ့အုံပွင့်လင်းရသည်မှာတောင်စစ်ကောင်စီရဲ့မြေပြင်ထိုးစစ်တွေထိထိရောက်ရောက်မလုပ်နိုင်ခဲ့ဘူး။မြေပြင်စစ်ကိုအင်အားတွေ လည်းတတီယောက်ယောက်မပို့နိုင်ခဲ့ဘူးလို့ဆိုပါတယ်။တဖက်မှာစစ်ကောင်စီအနေနဲ့တရုတ်ရုရှားကနေရယူခဲ့တဲ့ drone နည်းပညာတွေခင်မီ drone လက်နက်တွေကိုအားကိုးပြီးဝင်ဟင်ကနေပုံကျဲတိုက်ခိုက်တာတွေပို့ပြီးလုံလာမယ်လို့သူကစက်ပြောကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။